အားလုံးပဲမင်္ဂလာပါရှင်။ဆီယမဂျူလီယာမြင့်သိန်းရေးသားထားတဲ့ PN ကြံသောစက်ထုံးများဆိုတဲ့ဝိထုလေးရဲ့အပိုင်းနှစ်ကိုဆက်လက်ဖပြပေးသွားမှာဖြစ်ပါတယ်။ PN ကြံသောစက်ထုံးများ အပိုင်းနှစ်အိမ်မက်ဆိုကြီးရဲ့မှ နေကြီးမျက်လုံးတွေဖွင့်လို့ရလာတဲ့တခဏစိုးရိမ်မကင်းသောမျက်လုံးများနဲ့ငုံကြည့်နေသောအမျိုးသမီးကိုတွေ့လိုက်ရသည်။နေကြီးရင်နဲ့ ဘာကိုမကြင်နဲ့ဒေါသဖြစ်မိနေမှမသိရပဲမောပန်းစွာနိုးလာသည်တင်းကျပ်နေသောစိတ်နာကျင်နေသောအကြောချင်များကြောင့်ခုံရှည်တွင်လှဲနေရာမှ စိတ်ချုပ်စွာထားထိုင်လိုက်မိသည်ကို့အလုတ်ကိုသစ္စာမရှိဘူးကို့အလုတ်ကိုသစ္စာမရှိဘူးနေကြည့်ကောင်းထဲတွင်ထိုစကားကိုပဲထက်ခါတလဲလဲရေရွနေမိသည်ရှာဖွေလေးလာရန်ကြံရှိနေသော ပေါင်းထဲဖို့လိုအပ်နေသေးသောအချက်လက်များစွာအတွက် သူမစူးစမ်းရအောင်မြီသူမငောင်ဆင်းဆင်းကြီးဖြစ်နေသည်ကို ကြည့်နေတော့ထိုမျိုးသမီးကညမအစင်ပြေလိုက်ရင်အုံးရင်နည်းနည်းတောက်လိုက်ပါလားယော့ခုနကလေးတင် အမမှားထားလို့လာပို့သွားပြီလားထိုအမမျက်လုံးများက နေကြီးကိုစူးရှာစွာ ထိုးပေါက်ကြည့်နေတယ်လို့ခံစားရသည်အိပ်ပျော်မသွားခင် သူမနဘေးနာကိုလိုလိုလာလာသွားထိုင်ခဲမိသည်ခံစားချက်မျိုးမရှိတော့ဘဲနေကြီး ထိုမျိုးသမီးကိုမနှစ်မြို့စိတ်များပေါ်ပေါက်လာသည်ဟင်းအင်းမတော့တော့ဘူးဘာရီလာတိုက်နေရလဲရှေ့လျှောက်လဲဘာကိစ္စမှဝင်မပါနဲ့အရေးကြီးရတယ်မလို့ရသေးဘူးတိလားရုတ်တရက်ကို့အတန်ကိုလန့်သွားမိသည်ဟင်းနေကြီးစိတ်ထဲမရှိတဲ့စကားတွေကိုပါဇက်ကဘာကြောင့်ပြောထွက်နေပါလဲတဖက်သားကိုအားနာစရာကောင်းသွားသည်မဟုတ်ပါလားသို့တော့ထိုမျိုးသမီးက သူမကိုဆက်လက်အကဲခတ်နေသောမျိုးဝများဖြင့်ပင်ကြည်ရင်ပြုံလိုက်သည်နေကြည်ကောဟုတ်ရဲ့လားနေကြည်ဆိုအုံးရီယူတော့မှာပေါ့လေခုနကပြောလိုက်တာကြားလိုက်ပါတယ်လှုပ်ဆရာတွေကြံသေးရဲ့ဆိုလှုပ်ဆရာကြံနေသေးတဲ့သူကဘသူ့ကိုမှလည်းမပိတ်ဆို့ထားဘူးလေဟုတ်တယ်မလားနေကြည်ခေါင်းကိုက်သွားသည်ဒီအမကရောဘာရီလာပြောနေပါလဲသူကရောပုံမှန်ဟုတ်ရဲ့လားငါအိမ်မက်ကတကယ်နူးလာတာရောဟုတ်ရဲ့လား မသိစိတ်တဲ့ဇဝေးဇဝါဖြစ်နေစင်မှာပင် နေကြီးနှုတ်ကစကားများသူ့အလိုလိုထွက်လာပြန်သည်။ဘာလဲ?ဘာရဲ?နေကြီးမဟုတ်ဘူးတဲ့လား။တို့ကဘာကြောင့်ပိတ်ဆို့ရမှာလဲ။လုံးစရာတွေကြံနေလို့ကိုရှင်ပေးတဲ့အုံရီမတောက်တာလေ။ရှင်နားမလဲဘူးလား။ဖះဖះဒါပုံမှန်ချင်းနေကြီးမဟုတ်တော့။နေကြီးစကားရိုင်းရိုင်းတွေပြောနေမိပြီ။ထုံမျိုးသမီးက နေကြီးစိတ်ကိုအဆိုးမရအောင်ထိန်းချုပ်ထားတာဖြစ်နိုင်သည်။ငါစီကသူပါလိုချင်တာလေ။ငါမှပါလာတာဆိုလို့ import နဲ့ဖုန်းပဲရှိရာ။ဒီအမပုံစံကလည်းပြပြစုံစုံနေတာပါပဲ။ပြီးနောက်နေကြီးလက်ကအလိုလိုပင် သူမပေးနေတော့အုံဒီကိုလှမ်းယူလိုက်သည်။ပေးပေးနေကြီးကအုံရီတောင်းပါလေ။စာရီလည်းကြိုက်ရအောင်မယ်။အမျိုးသမီးကအုံဒီကမ်းပေးနေတော့လက်ကို ရုပ်ဖယ်လိုက်ပြီး ချက်ချင်းကြီးဆိုသလိုနေကြီးလက်ထဲသို့ကျိုးနီများဖြင့်ချီရှက်ထားသောကြောက်မဲထုပ်လေးကိုအစားထိုးတင်ပေးလိုက်သည် နေကြီးလက်ဘွားများကို ရုတ်တရက်အပူလောင်သလိုခန်းစားလိုက်ရ၍လန့်ဖြန့်ကာထိုးကြောက်မဲထုပ်လေးကိုလွှတ်ချလိုက်သည် အာဘာရီလဲရှင်ဘာလုပ်လိုက်တာလဲဦးလောင်သွားသောလက်နှစ်ဖက်ကိုပုတ်ချရင်နေကြီးခုံတန်းမှထပြီးမတ်တရက်ဖို့လို့တော့နှုံးချီသွားသလိုခန်းစားရသည်အမျိုးသမီးက နူးညံ့စွာတောင်းဆိုလာသည်ညီမခဏဖြစ်ဖြစ်ပြန်ထိုင်လိုက်ပါလားအမမေးစရာလေးတွေရှိလို့ဟင်အင်းမထိုင်ဘူးမထိုင်ဘူးအမနေကြီးစီကဘာလို့ကျင်တာလဲအမျိုးသမီးကတင်းငိမ့်အေးဆေးစွာနေကြီးကိုကြည့်သည် ထို့နောက်သူမကပါနေကြီးနေ့မျက်နှာချင်းဆိုင်က မတက်ထားရက်လိုက်သည်ခုနကညီမအိပ်ပျော်နေရောဘာတွေမှတ်နေလဲဆိုတာအမကိုပြောပြပါလားညီမပိတ်မိနေတယ်လို့ခံစားနေရတာလား ညီမအိပ်ပျော်သွားတာအမအထင်ရ15မိနစ်လောက်ပဲရှိအောင်မယ်။သူမပြောသလိုအိမ်မက်ထဲမှာပြိမိသွားတာတော့သိကြသည်။သို့သောထိုမျိုးသမီးကဘလို့ထိန်းချုပ်ထားတယ်ဆိုတာတော့နေကြီးမစင်စားတတ်။ဒါဟာအောက်လန်းပညာရက်တွေဆိုတာများလား။စိတ်ရှုပ်ထွေးစရာကောင်းလာသည်။နေကြီးမျက်လုံးဝေးကြည့်တော့ဘေးဘီဝဲရမှာလူများရှင်နေသည်။သို့သောဟိုအဝေးခလန်းလန်းကန်းကြီးဆန်နာမှာတော့ လူနှစ်ယောက်လမ်းလျှောက်လာနေတာကိုခက်ပြပြလေးတွေ့နေရသည်ဒီဟိုတယ်မှာလူကြီးတက်၍လာတဲနေကြဖြစ်ပေမဲ့ခုလိုတွေ့ကြုံမျိုးကတော့ပထမဆုံးတွေ့ကြုံပဲမျိုးသမီးကလေးလေးနက်နက်အမူအရာဖြင့်ဆက်ပြောသည်ညီမရုတ်တရက်အသေးစိတ်လွတ်သွားရာကနေပြန်နိုးလာလို့ဖြစ်နေတော့တမျိုးကြီးခံစားနေရမှာပါအမကိုလည်းထင်လွဲနေပုံရတယ်တကယ်တော့အမရဲ့အကူအညီကိုညီမလေးလိုအပ်နေတာပါထားပါတော့လေး လလောဆယ်ရဲ့အခန်းပြန်နားလိုက်ပါအောင်ဒီဟိုတယ်မှာပဲတဲပုံရတယ်နေကြီးဘာမှပြန်ပြောလို့စိတ်မရှိနှောင့်ရှိသွားသောခန္ဓာကိုယ်ကိုအခန်းပြန်အနာပြန်တာစိတ်လောနေမိသည်ထိုမျိုးသမီးပြောလိုတာကိုလည်းနေကြီးနားမလဲသူမစီကနေအမြန်ဆုံးသာရှောင်းထွက်သွားလို့လာသည်ထိုခိုက်နေကြီးနေကြီးတက်လျာဤအတန်ဆူးဆူးကိုအားတက်စရာကြားလိုက်ရသည်ဒီတစ်ခါလောက်တက်လျာအတန်ကိုကြားလိုက်ရတာ ဝမ်းသာမိတာမရှိစဘူးထိုမျိုးသမီးကလည်းနေကြီးလို့ရှိရစီဟိုတယ်ခန်းတွင်းကနေရှောက်လာနေသောတလျာကိုတေချာကြည့်နေသည်တလျာကနေကြီးလို့နှစ်ယောက်ကိုစူးစမ်းရင်းအနားရောက်လာပြီးငါနားကျင်ပေမဲ့နင့်ကိုလွတ်လိုက်ရတာစိတ်မဖြောင့်ဖြစ်လာလို့လိုက်လာတာနေကြီးနင်ဘာဖြစ်နေရလဲအဆင်ပြေရဲ့လားမကြည်မလင်မတတ်မတာခန်းစားနေရသောနေကြီးမျက်နှာအနေထားကြောင့်တက်လျာအံ့ဩနေသည် တစ်ဖက်ကအမောင်ကိုလည်းဇဝေဇဝါပြန်ကြည့်နေသည်ညီမလေးတငယ်ချင်းနေကြည့်မှာအဆင်မပြေတာတခုခုဖြစ်နေပုံရပါတယ်ဒီနေ့တေချာနားယူခိုင်းလိုက်ပြီးနောက်နေ့မနက်စောစောတီလာယူမြစ်တာပို့ခိုင်းမှာပြီးမှရေထဲဆင်းကြနော်အမားကဘေးကကူညီပေးုံမှာခုတငယ်ချင်းရောက်လာပြီဆိုတော့အမတော့ပါအောင်မယ်အမားကဆေးဖြူရဲ့ဘဲဘဲထောင်ဆုံးဘန်ဂလိုမှာလေးရက်ရှိနေပါအောင်မယ်အမျိုးသမီးကသူမလွယ်ထားသော crossword အသီးလေးထဲမှာ visiting ကနှစ်ကပ်ထုတ်၍ပြလိုက်သည်တက်လျာကလမ်းယူပြီးဖတ်ကြည့်ရမှဩဒီနာမည်နေကြီးကတက်လျာကို ရှာရှည်မနေနေတော့ဟူသည် ကြည့်ဖြင့်အရေးပြလိုက်ရာတက်လျာစကားဆက်ရန်လှုပ်ပြီးမှတန်သွားခဲ့သည် အမျိုးသမီးကသူ့ကလင်ဘာတူရီယာလေးနှင့်အခင်းကိုတင်၍ထွက်ခွာရင်းပြင်သည်ထိုစဉ်ဟိုတယ်ဝင်းအတွင်းမှာဆက်ကြောတဲ့ကလေးမလေးတူကြီးလမ်းခေါ်တန်းကြားလိုက်ရသည် မမေရေ ပိုက်ချပြီလေအမျိုးသမီးက "तू မမသွားခင်နေကြီးကိုစိုးရိမ်မကင်းသလိုကြည်ပြီးနောက်သူသမီးလေးရှိရာစီသို့လျှောက်သွားခဲ့တော့သည်။နေကြီးနှင့်တက်လျာတို့နှစ်ယောက် तू မထွက်သွားတာကိုကြည်ရင်မတ်တရက်ကြံရည်သည်။နေကြီးအဲ့ဒီအမနာမည်ကိုငါသိနေရဲ့။ GTC ကနင်းနုဆွေတို့အုပ်စုတွေလေးနင်းသိရဲ့မလား။အေးသူတို့ရဲ့ရှေ့ပြစ်တွေတော်တော်မင်းနေကြတိုင်းမင်းနေကြအမပေါ့။ပြီးတော့လေ တက်လျာစကားမဆုံးခင် နေကြည်ဖြတ်ပြောလိုက်သည်အေးပါတက်လျာရဲ့ငါအဲ့ဒါတွေစိတ်ဝင်စားပါဘူးကိုကိုကိုယုံကြည်မှုမရှိလို့သူများစီပြီးနေနေကြတာနင်းလဲဒါမျိုးတွေစိတ်ဝင်စားခဲ့တာမှမဟုတ်တာအေးသူကဘေးရင်တွက်တာတော့မဟုတ်ဘူးတဲ့ဟာသူကကဲငါဘာဖြစ်လဲမေးပါအောင်ဟာငါစိတ်ပူလို့အခန်းကနေပြန်ထွက်လာတာမဟုတ်လားအေးအေးဟုတ်တာနင်းမျက်နှာကြီးမအီမလန်နဲ့ဘာဖြစ်နေရလဲဖြူပတ်ဖြူရော်ကြီး ထွက်သွားတော့ကဒီမျက်နှာမဟုတ်ပါဘူး။နင်အစားများသွားလို့လား။မဟုတ်ဘူး။ငါခုနကအဲ့ဒီအမခုံပြီးမှရုတ်တရက်ကြီးဘာမှမသိပဲအိပ်ပျော်သွားတာ။ဖះရည်နင်ကလေအရန်များပင်ပန်းသွားလို့လားတငယ်ချင်းရဲ့။အရန်တော့မပင်ပန်းပါဘူးဟာ။နင်ကအကြောင်းသိတာနဲ့ငါတောင်ပြင်းသားကိုဆင်းသွားတော့အဲ့ဒီအမတယောက်တည်းငါသဘောကျတဲ့ခလင်ပါတီးနေတာ။ငါလဲသူ့နာခုံတခုံမှာသွက်လှဲ့ရင်တိတ်မကြခင်မဲ့အိပ်ပျော်သွားမိရ။ ဲ့မှာစဖြစ်တော့တာပဲအိမ်မက်ဆိုပေမဲ့လက်တဲကိုငါတကယ်ရောက်သွားပြီးပြိမိနေတယ်လို့ပဲဟာနောက်ပြီးလက်ကစီနီယာအမခင်တစ္ဆာကိုလည်းတွေ့သေးတယ်မခင်တစ္ဆာကလည်းတိလာတက်လျာကနေကြီးကိုစိတ်ပြက်လက်ပြက်ကြည့်လိုက်သည်နေကြီးနင်ကလည်းဟာလုတ်ပြန်ပြီဒီခင်တစ္ဆာပဲလားဟောင်မြင်မှုရသွားတဲ့သူချို့မှာအဆုံးရောက်ဆုံးချိန်တွေရှိခဲ့ဘူးတယ်တက်လျာက ခင်တစ္ဆာအကြောင်းပြောရင်လုံးဝမကြိုက် တခါတလေမကြားချင်အောင်မှစောင့်နေတတ်သည်နေကြီးကသူတို့နှစ်ယောက်ကို မိတ်ဆက်ပေးမည်ဟုပြောပြီး ပြောပြီးနောက်ခင်သစ္စာရှောင်နေသည်တက်လျာဘက်ကလည်းဒါကိုဂျင်းတဲ့ပုံမပေါ်လက်ကို အရောက်နောက်ကျတတ်သောပြက်ကွက်တတ်သောတက်လျာထက်စားလျင်လပ်မှာခင်သစ္စာနဲ့နေကြီးကအတူရှိနေခြင်းများရသည်ဒါကိုတက်လျာမနာလိုဖြစ်နေလိမ့်မည်ဟုလည်းနေကြီးယူဆမိသည် ခင်သစ္စာတက်မဲ့ပေ၍ စနစ်တကျအောင်မြင်သွားသောတီးစစ်တို့ကြောင့်နေကြီးကကျေးဇူးတင်စွာတဖွားဖွားပြောနေတဲ့အရာတက်လျာက နေကြီးကိုအစွန်းရောက်ရင်ခောက်တက်သည်ဟုမကြေမချမ်းပြောလို့ရှိသည် တခါတုန်းကနေကြီးတယောက်တည်းဆေးရည်တိုင်းတာထဲနေရင်ဖလက်လေးကြာကွဲသွားရာဖန်ခွဲစာများကောက်ရှင်ရာမှနေကြီးလက်တွင်ဖန်ခွဲရှာသွားသည်ပြင်းရင်းမောက်နားတွင်စာထိုင်ဖတ်နေသောခင်သစ်စာကထလာပြီး ဘေးကဆင်မော်တွင် သူဆေးကြတာလေးရှိကြောင်းလာပြ၍ယူသုံးရန်ပြောသည်တစ်သားပေါ်၌တစ္ဆာဟုနာမည်ထွင်းထားပြီးထိုတစ်သားလေးတွင် ဟောင်းနှံနေသောတက်ထရာဆိုက်ကလင်းလင်းစေးပူလေးများနှင့်ပလတ်စတာဟောင်းလေးများဘောပင်နှက်ပြရင်းအောင်လေးတစ်ချောင်းစသည်ဖြင့်ပွာကျဲနေရာကိုတွေ့ရသည်ဆေးတချို့မှာလွန်ခဲ့သောနှစ်များစွာကတက်တန်းလွန်ဖြစ်နေရာနေကြီးအတန်ထွက်ပြီးရှိလိုက်မိသည် မခင်တစ္ဆာကလည်းနောက်တက်သားနော် ဒီချိန်မျိုးတော့မနောက်နေလေဟုလောင်ပြောမိသည်ခင်သစ္စာကတော့ရှူတီတီမျက်နှာပေးနှိပင်ထိုင်ကြည့်နေသည်တက်လျာရောက်လာတော့မှ ခင်သစ္စာက သူတေသနာစာရဲများထားရာဆင်များဘက်ထထွက်သွားသည် နောက်နေ့လောက်ကြတဲ့အခါခင်သစ္စာကသူမ၏တတားလေးကိုတန်ရှင်းလှုပ်ပေးရနှင့်ဆေးသစ်လေးများဖြည့်ပေးထားရန်နေကြီးကိုကူညီတောင်းသည်သူမ၏နှစ်ချက်နှစ်ချက်ဟောင်းနေပြီဖြစ်ကြောင်းကိုလည်းပြောသည် နေကြီးကခင်သစ္စာကြီးတစ်တာပူလေးကို ခွင်တောင်းရေးယူလာသည် ခင်သစ္စာက နောက်နေတဲ့သဘောဆိုရင်တော့မှနေကြီးကချစ်စရာတစ်တာပူလေးကိုတသက်ရရဲ့ဖြစ်စရန်ပြန်လဲအောင်တင်ပြီးလက်ဆောင်လေးတွေပေးခြင်းသည် surprise လုပ်ချင်တာလေးတွေရှိသေးသည်နေကြီးအပေါ်ကူညီပေးနေသည်မကျေးဇူးတင်နေရသည်လေခင်သစ္စာကလည်းကြည်ကြည်ဖြူဖြူဖြင့်ပင်တစ်တာပူလေးကိုယူသွားခိုင်းသည်အမြဲမုံကုန်နေသောခင်သစ္စာက မမတ်ရရကြည်ရွှင်နေသည်ထိုနေ့ကသူမအမိပြီးတော့ကြောင့်ပါတိုက်အစိမ်းရောင်ဝမ်းဆက်အစ်စ်လေးဝေးရသည်ဟုလဲလာကြသည်ဒီလိုခေတ်အခါမှာဒီလိုအစိမ်းမျိုးရ၍ပျော်နေတာသူမပဲရှိလိမ့်မည်ဟုတွေးရင်းနေကြည်ပြုံးမိခဲ့သည်အကြိမ်မနက်မှုန်ကုပ်နေသူကတော့တလျာမခင်တစ္ဆာဤတသားဘူးကိုနေကြည်ယူလာပေးတာ နှစ်ချက်ကလေးဝယ်ပြီးလက်ဆောင်ပေးမိစီစဉ်နာရွေးကအစာတက်လျာလုံးဝမကျေနပ်ခဲ့ချေညီကြီးကို တွေ့တာလွန်းတာနားလဲပေးမယ်တက်လျာမနာလိုဖြစ်တတ်တာဒီတခါအဆိုးဆုံးလို့နေကြီးတွေးမိသည်တက်လျာက ပေါ်တင်ဖွင့်ပြောလာသည်ငါတောင်တခါမှမမြင်ဘူးသေးတယ်ခင်တစ္ဆာအကြောင်းပြောတိုင်းအဲ့ဒီ lab ရောက်နေတိုင်းငင်ကပို့ပြီးအဆုံးရောက်လာတယ်ညီကြီးငါဒီ research ကိုရက်တောင်ပြစ်လိုက်ချင်နေပြီဌာနကိုရောကြီးသိန်း20တာပြန်ပေးလိုက်ချင်တော့တယ်ကွာ တက်လျာနေနေကြီးကြောက်ကစားဖြစ်ပူသောနေများတွင်ထိုနေ့ကအတော်ပြင်းထန်သည်ဟုပြောရမည်တက်လျာနှုတ်ကနေမိမိတို့စူးစမ်းလာသည်မတဲတဲရေသွုံပြင့်မည်ဟုပြောထွက်လာခြင်းကို နေကြီးကလည်းဆက်ဆက်ခါနာသွားသည်ဒီ research အတွက်နေကြီးနှင့်တက်လျာငွေကုန်ကြေးကြတော်များခဲ့သည်အချိန်တွင် လူမှုရေးကျန်းမာရေးတွေပြည့်စက်ခဲ့ကြရသည်မာစတာကိုအမှတ်များများဖြင့်အောင်လိုခဲ့ကြတာလည်းအတူတူပဲ သူများတွေထံအမှားယွင်းနေနိုင်သမျှနေအောင်စူးစမ်းခဲ့ကြရသည်ဒီသူတေသနာတစ်ခုအောင်မြင်သွားပါကစင်တာတစ်ခုဖြစ်တည်ဆောက်နိုင်ပြီဖြစ်ပြီးဌာနအတွက်လူနာများအတွက်များစွာအကျိုးရှိမည်အထူးသဖြင့်စီးကြိုသွေးကြိုဝေဒနာရှင်များပေါများသော နေကြီးတို့မြန်မာနိုင်ငံအတွက်များစွာအထောက်အကူဖြစ်စေမည်မဟုတ်ပါလားနေကြီးကသူတေသနာစပြုပြီးဆိုကြဲကတက်လျာထပ်ပို့ပြီးအဖက်ဖက်ကအင်အားစိုက်ထုတ်သည် ကွန်ပောင်ဒါများအက်စစ်ပလင်းများကအစလိုအပ်သောတခွဲခံသုံးကက်မီကယ်များကိုပါမကျန်သူမပိုင်ပလတ်စတစ်ပတ်ကြီးတွေတွင် စနစ်တကျဖြစ်တင်ထားသည်လေလွင့်မရှိအောင်စူးစမ်းအသုံးပြုသည် နေကြီးဤဆေးဖြော်ဆက်သောမက်ရှာမန့်ကများသောအားဖြင့်မှန်ကန်တည်ကြသည်သူများ၏ research များကငွေကြေးသိန်းရာခန်းန်းဒီကတ်လာချိန်တွင် နေကြီးတို့ကသိန်း30ဝန်းကျင်နှင့်အတော်ခီးရောက်ခဲ့ကြသည် ဒါရီအားလုံးကိုမှ မထောင်ညာလေခြင်းဟုတွေးပြီးညီကြီးတက်လျာကို ပထမဦးဆုံးအချိန်ပြင်းထန်စွာဒေါသထွက်သည်တက်လျာကိုပေါ့ပေါ့နေပေါ့ပေါ့စားအဖြစ်ရောက်သည့်အထိညီကြီးပြောပြခဲ့မိသည်နောက်တစ်ခါကညီကြီးလက်ထဲတွင်ပင်ကိုအသေးစိတ်ပြောက်လာအောင်ဒေါသထွက်နေတာအံ့ဩဖို့ပင်ကောင်းလာသည် ကျင်နာရက်တော့သွေးအေးတည်ငြိမ်သောနေကြီးဆိုတာကိုမမြင်ရတော့လောက်အောင်ဖြစ်သွားတာမို့တက်လျာငိုပြီးအိမ်ပြန်သွားရလောက်တဲ့အထိပင် စိတ်ရှိတိုင်းပြောပြပြီးနောက်ဒေါသများငြိမ်ကြသွားပြီးအတိဝင်လာတဲ့အခါမှာနေကြီးအံ့ဩဝမ်းနည်းစွာမျက်ရည်များကျလာခဲ့ရသည် နှစ်ရှည်လာများတူတူကြိုးစားခဲ့သောချစ်ခင်ရသောတက်လျာကိုမှ နေကြီးရက်ဆက်စွာ ပြောမိလေခြင်းတက်လျာဘက်ကခင်သစ္စာကိုသဘောမကျသည့်အကြောင်းရင်းထက်သူတေသနာရက်တော်မီဆိုတာကိုပြောလိုက်ခြင်းကနေကြီးကိုစိုးရိမ်ပူပန်နေ၍ဆိုတာကိုတော့အတွင်းစိတ်ကကောင်းကောင်းနားလည်နေခဲ့သည်လေ နေကြီးတကယ်နောင်တရမိသည်ဟာငါဘလို့ဖြစ်ရတာလဲဘာကြောင့်တက်လျာကိုမှနာသွားလောက်အောင်ပြောရတာလဲညီမလို့ချစ်ရတာဆိုလို့တက်လျာပဲရှိခဲ့ရလေငါမှားပြီငါမှားပြီတက်လျာပြောသလို research ကိုဆွဲလွန်ပြီးငါအဆုံးရောက်နေပြီ lab ကျမ်းမင်ပေါ်နေကြီးထိုင်းချလိုက်ပြီးငိုနေတော့မှရှေ့တွတ်ဖြူဖြော့ဖြော့ခြေပမိုးတစုံသူမရှိလာရသည်ဟင်ဟင်နေကြီးလုံးဝမမှားဘူး အကျိုးရှိတာတခုရောလုံးပေါ်ဖို့ရေးအာထုံမှုနဲ့မယုံရင်အောင်မြင်မှုကိုမရဘူးအောင်မြင်မှုတခုရခံနေတဲ့လူတယောက်မှာအစွမ်းရောက်ဆုံးအချိန်ဆိုတာရှိခဲ့ဘူးကြတာပဲမှတ်ထားဒီလိုပဲဖြစ်ရမှာ နေကြီးတငယ်ချင်းအဲ့ဒီကောက်မှလေးတဖြည်းဖြည်းနားလည်လာလိမ့်မယ်ပြီးတော့လေအမမတချိန်ကအတူတူ research လုပ်ခဲ့ဘူးတဲ့ချစ်သူကောင်းလေးရှိတယ်သူကအတုံးမကြဘူးလွယ်လွယ်နဲ့ရှုံပြတတ်တယ်မလိုအပ်တဲ့ကယုကရင်တွေလုတ်ချင်တယ် ။ဇွဲမရှိရင်အမသဘောမကျဘူး။သူ့ကိုလမ်းခွဲခဲ့တယ်။အကျိုးမဲ့နေရတဲ့သူတွေကအောင်မြင်မှုအတွက်ခလုတ်ကတင်းပဲတည်လာ။ကို့အလို့ကိုတစ္ဆာရှိရမယ်နေကြီး။ကို့အလို့ကိုတစ္ဆာရှိရမယ်။နေကြီးပခုံးကိုဖြည်းဖြည်းချင်းလာပုတ်ပေးနေသည့်မခင်တစ္ဆာလက်ကမာကျော်အေးဆက်လွန်နေခဲ့သည်။နေကြီးကတဲမြားကိုခြေပြင်းဖွာကစားရင်းသူမ၏အိမ်မက်ကိုပြန်ပြောပြရွေးပင်မဆုံးသေးတက်လျာစိတ်ရှုပ်သွားပုံရသည် တက်ပြင်းရှိကြီးချသည်ကြံရမရတော့သည့်အစုံဘာမှပြန်မပြောဘဲပင်လေဘတ်တို့သာတက်လျာငေးကြည့်နေလိုက်တော့သည်နေကြီးကလည်းထပ်ပြီးပြေတနာမတက်ချင်၍စကားကိုဆက်မပြောတော့ဘဲရန်လိုက်သည်ခဏတာတိတ်ဆိတ်သွားကြရာမှတက်လျာကပဲပြန်ဆမေးလာသည်ခုနကအမကြီးနင့်ကိုဘာကြောင့်အဆင်မပြေတာတခုခုရှိနေရဲ့လို့ပြောတော့လည်းနေကြီးဘယ်သိမလဲဟာပလက်အိပ်ပျော်သွားရင်ခရောင်ကရမ်းပျော်လို့ ဘေးနဲ့ဆီယမပီပီအတိတ်နဲ့နမိတ်ကောက်ကလာမှမသိတာပြီးတော့သူ့ကိုငါသဘောမကျပါဘူးငါ့ကိုအုံရီတောင်းလိုက်ဆိုပြီးကမ်းပေးပြီးတော့မှရုတ်တရက်ကြီးငါ့လက်ပေါ်ဘာကြောက်တွေမှမသိဘူးလာတင်လိုက်တယ်မီးလောင်တယ်လို့ပူသွားတာပဲအောက်လန်းဆိုတာတွေလားဆေးဝါးတွေဘာတွေလားမသိတက်လျာကိုပြောပြနေရင်မှအပူလောင်သွားတယ်လို့ခံစားရသည်သူမလက်နှစ်ဖက်ကိုနေကြီးပြန်ပြန်ကြည့်လိုက်သည်ခုနကနာကျင်နေသည့်နေကြီးလက်ပွားနှစ်ဖက်မဟုတ်တော့သလိုပင်ဟုတ်လား ဟဲ့နေကြီးငါအဲ့ဒီအမအကြောင်းကြားဘူးတာတော့အဲ့လိုကြီးမဟုတ်တလို့ပဲနော်နင်းကလည်းတကယ်ပါဆိုငါကအရင်မြအဖက်မြာပြောမလားသူ့နားရောက်မှငါအဲ့လိုဖြစ်တာသူ့စနဲ့ကင်းမကင်းတော့မသိဘူးနေကြီး तू ကနင်းကိုဘာအကြောင်းကြောင့်အဲ့လိုလုံးမှာလဲဟာနင်းခန္ဓာကိုယ်ရော စိတ်ရောပင်မမ်းပြီးဖြစ်တာနေမှာပါခင်သစ္စာကိုယ်ရောလက်ကိုယ်ရောနင်းအိမ်မက်မက်နေတာ तू ကဘလို့လို့သိမှာလဲဟဲ့နင်းမဲ့ဒါမျိုးတွေမယုံဘူးဆို နေကြီးတွေ့ဝေသွားသည်ဒါဆိုဘာကြောက်တွေလာတင်လို့ငါလက်ပူသွားရတာလဲဒါတော့ငါလည်းမသိဘူးလေသူတို့အလုပ်သဘောရတုံးတက်တာတွေကိုနင်လိုအပ်မယ်တင်လို့ကူညီသွားတာပဲနေမှာခုရောနိလက်ဘလို့နေလဲဟဲ့အင်းဘာမှမဖြစ်ခဲ့တယ်လို့ပဲစီတွေ့လားငါပြောပါတယ်နင်းစိတ်ကဖြစ်နေတာလို့အေးဟာအိမ်မက်လဲခက်ဆူဆူပဲမက်ခင်တစ္ဆာခန္ဓာကိုယ်အောက်ပိုင်းမှာသွေးရည်ကြီးပဲလို့မြင်ရတယ် သူကဒေါသတွေလဲထွက်ပြီးအွန်နေသေးတယ်။တက်လျာကနေကြီးကိုကြည့်ရင်းစိုးရိမ်မိလာသည်။ဒီကိစ္စကိုတက်လျာအမြန်ဆုံးဖြေရှာရတော့မည်။လူကြီးမိဘတွေကိုလိုအပ်လာရင်အတိပေးတော့မည်ဟုကြိတ်ပြီးဆုံးဖြတ်မိသည်။ကဲကဲလာတော့လာတော့ချင်းကူရေထဲမစင်းသေးရင်လဲရေမိုးချိုးပြီးနားလိုက်။ငါနင်းအတွက် lime ဆိုတာတစ်ခွက်မှပြီးထားတယ်။နင်ကြိုက်တဲ့ပူတီနာရွက်ပါကြိတ်တဲ့ထိုင်ခိုင်းနာတယ်။โอเคလား။ ဒါပေါ်ဒါပေါ်โอเคဒီညနေရေကူးကန်ထဲမှာကူးကြမယ်ဟာဓာတ်ပုံရိုက်ပြီး post တင်တာကတော့နောက်နေ့မှလုပ်ကြမယ်တက်လျာဝမ်းသာအားရထောက်ခံသည်ယေးဒါပဲပေါ့ဒါမှငါချင်းကူကြီးခမ်းမသွားကြမယ်နေကြီးနဲ့တက်လျာတယောက်ပခုံးတယောက်ဖက်ရင်ဟိုတယ်ရှောက်လန်းလေးများအတိုင်းအခန်းရှိရာစီပြန်ခဲ့ကြသည်โอเคပါရှင်ဆီယာမဂျူလီယာမြင့်သိန်းရေးသားထားတဲ့ ဖြည့်ရန်ကြံသောစထုံများဆိုရဲဝိတုလီရဲ့အပိုင်းနှစ်ကိုဖျက်ပြပြီးခရရပဲဖြစ်ပါတယ်အပိနာစင်သူတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်